ားပင်လယ်မှာရှိတဲ့ဒီဇိုင်းဝဲကြောင့်မြင်းကလင်းတန်းခံစားနေရတဲ့ဒေသတွေမှာမိုးလေဝသထူးခြားချက်များကိုကျွန်တော်တို့လေ့လာပြီးတော့အထူးအစီအစဉ်တင်ဆက်မှာဖြစ်ပါတယ်။ဒီကနေ့ဧပြီလ၄ရက်နေ့မနေ့6ရက်တိုင်းတာကြမြအရဘင်္ဂလားပင်လယ်ထဲမှာဒီဇိုင်းဝဲတစ်ခု ဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်။ဒီဒီဇိုင်းဝဲဟာ Pacific သမုဒ္ဒရာကလာတဲ့လေဘူးစီးကြောင်းနဲ့အိန္ဒိယသမုဒ္ဒရာကလာတဲ့လေဘူးစီးကြောင်းတို့ထိတွေ့ပြီးတော့ဒီဇိုင်းဝဲလေးကနေပြီးတော့မှ မြောက်ဘက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆင်းလာတဲ့လေအီးစီးကြောင်းနဲ့ထိတွေ့လို့ဘင်္ဂလားပင်လယ်မြောက်ဘက်မှာလေဆိုင်ဝဲစဖြစ်နေတာကျွန်တော်တွေ့ရပါတယ်။ဒီလေဆိုင်ဝဲဟာမြမာပြည်ကဲကိုဝေလာမဲ့ရေငွေ့တွေစုဆောင်းတဲ့လေဆိုင်ဝဲဖြစ်တယ်လို့ကျွန်တော်သတ်မှတ်နိုင်ပါတယ်။အဲ့ဒီလေဆိုင်ဝဲဟာလာမဲ့9ရက်နေ့ရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ပုံမိုပြီးတော့အားကောင်းလာတာကိုတွေ့ရတယ်လို့ပဲဘင်္ဂလားပင်လယ်ကထုတ်လွှတ်လိုက်တဲ့ရေငွေ့တွေကိုမြမာပြည်တွေကိုစတင်ပို့ဆောင်တာတွေ့ရပါတယ်။ ျွန်တော်တို့မနေ့ကရတဲ့သတင်းများအရဒီလီဆိုင်ဝဲနဲ့ပစိဖိတ်သမုတ်တရာကတွန်းတဲ့လေစီးကြောင်းနဲ့ပါလာတဲ့လေတွေကြောင့်မမပီအောက်ပိုင်းမှာစတင်ပြီးတော့မိုးရွာသွန်းတယ်တချို့နေရာတွေမှာမိုးကြီးတယ်လို့ကျွန်တော်တို့သတင်းများလက်ခံရရှိပါအဲ့တော့လာမယ့်6ရက်နေ့အနေထားမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလီဆိုင်ဝဲဟာမုံတိုင်းဖြစ်လာမလားဆိုတဲ့အဆင့်ထိကိုကျွန်တော်တို့စဉ်းစားစရာတွေကျွန်တော်တို့ဖြစ်လာပါလာမယ့်တနင်္လာနေ့9ရက်နေ့မှာတော့ဒီလီဆိုင်ဝဲဟာပုံမူအားကောင်းလာပြီးတော့တနအယူမိုင်း 45မိုင်နှုံးလောက်နဲ့လေပြားနဲ့ရရဝုန်းကြီးဖြစ်လာတာတွေ့ရမှာဒါဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်2025ခုနှစ်ဧပြီလမှာရှိတဲ့ထူးခြားမှုဖြစ်စဉ်လို့ကျွန်တော်တို့သုံးသပ်ရပါတယ်လာမယ့်ရှေ့ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီလေဆန်ဝဲဟာမြောက်ဘက်ကိုအနေငယ်ပြတ်သွားပြီးတော့မြမကန်ဝေးမှာလေပြင်းထန်စွာတိုက်ခတ်တဲ့အတွက်ကြောင့်မလို့ပင်လယ်ကန်ဝေးရေလုံသားများအနေနဲ့အထူးသတိထားကြပါလို့ကျွန်တော်ဒီနေရာကသတိပေးလိုပါတယ် လာမဲ့6ရက်နေမှာဆိုလို့ရှိရင်လေဒီလေဆံခွဲဟာအနေငယ်အားပြော့သွားပြီးတော့ရခိုင်ကန်ယိုဒါဘက်ကိုအနေငယ်ကတ်တာတူရက်တောင်မလို့ချူးကြလို့ရှိရင်ကျွန်တော်တို့ဒီလေဆံခွဲနဲ့လေပြားနဲ့ဟာအခြေအနေများကိုဆက်လက်တင်ပြပါဖြစ်ပါတယ်။လောလောဆယ်ကျွန်တော်တို့ဒီလေဆံခွဲကတိုးနဲ့လေဒီဗမာပြည်ကိုဘလို့ဝင်မလဲဆိုတာကိုကျွန်တော်တို့လေ့လာတဲ့အခါမှာ၄ရက်နေတောက်ကြာနေဒီအယူရောင်နေရာဆိုလို့ရှိရင်မြေနှိပ်တိမ်နေဖြစ်ပြီးတော့အပြာရောင်နေရာဆိုရင်အပေါ်ပိုင်းပေ9000အထက်ပေ1000ကတိမ်နေဖြစ်ပါတယ်။ ဒါကတော့၄ရက်နေမနေ့၅ရက်နေမနေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်ဒီတိန်တုဟာပို့ပြီးတော့ဗမာပြည်ကိုရှင်းကလာတယ်တိန်အနေနဲ့ကိုကျွန်တော်တို့စတင်တိုင်းတာရရှိလို့ပဲအပေါ်ပိုင်းမှာတိန်အမြင့်နေဟာဗမာပြည်တဲ့ကိုအရှိတ်ဘက်ကိုဖြတ်သွားနေတာကျွန်တော်တို့တိုင်းတာရရှိပါတယ်၆ရက်နေမနေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့အဲ့ဒီလေဆိုင်ဝင်းကတိုးပို့တဲ့လေစီးကြောင်းနဲ့တူတိန်တွေဟာပေ9တော့အကျော်ကနေပြီးတော့ဗမာပြည်ကိုစတင်ဖြတ်သန်းသွားတာတွေ့ရပါတယ်ဒီနေထားဆိုလို့ရှိရင်ငလင်လှုပ်တဲ့ဒေသတွေအတွက် အလွန်အနေရများတဲ့အခြေအနေစတင်ပြီလို့ကျွန်တော်တို့ပြောနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတိုင်းတွေဟာရခိုင်ရိုးမနဲ့ရှမ်းပြည်နယ်တောင်ပေါ်မှာရှိတဲ့လေအေးတွေဟာရေငွေ့ဖွဲ့ပြီးတော့စတင်ပြီးတော့မိုးကောင်းကင်မှာမိုးရေဖွဲ့ပြီးတော့မြေပြင်ကိုစတင်ကြာဆင်းလာမှာဖြစ်ပါတယ်။ဘလို့ကြာဆင်းလာရဲဆိုတာကြည့်တဲ့အခါမှာကျွန်တော်တို့မနေ့ကတော့မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးသွားသလိုပဲဒီကနေ့၄ရက်နေ့မနေ့6နာရီတိုင်းတာကျရကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အောက်ဘက်တနင်္လာရီတိုင်းမှာ ကွက်ကြားမိုးကြီးတော့မယ်ဆိုတာကျွန်တော်တို့ခံမှန်းချက်တွေနဲ့တွက်ချက်လို့ရပါလာမယ့်စနေနေ့9ရက်နေ့မှာဆိုလို့ရှိရင်တော့ထူးထူးခြားခြားဝါခင်မနဲ့ဖျာပုံကြားမှာမိုးရေရင်တိတရမ6လက်မအထိရနိုင်တယ်လို့ပဲရန်ကုန်တိုင်းရဲ့မြောက်ဖက်မှာတချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါမုံပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးရွာသွင်းသလိုပဲသတင်းနာရီတိုင်းမှာလည်းဆက်လက်မိုးရွာသွန်းနိုင်တဲ့အနေအထားကိုခံမှန်းတွေ့ရှိရပါဒါမဲ့သူတို့အနေနဲ့6ရက်နေမှာတော့ မြန်မာပြည် AR တိုင်းမှာဆက်လက်ပြီးတော့မိုးရွာသွန်းပြီးတော့ပဲခူးတိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေတယ်လို့ပဲကရင်ပြည်နယ်အချို့နေရာဒေသတွေမှာနေရာကွက်ပြီးတော့မိုးအနေငယ်များနိုင်တဲ့အနေအထားတွေ့ရပါတယ်။ကျွန်တော်တို့ထူးထူးခြားခြားအဲ့ဒီကိန်ငွေရဲ့ဒေထဲမှာမန္တလေးနဲ့နေပြီးတော့ရှမ်းပြည်တောင်နှံအစပ်မှာလည်းစတင်ပြီးတော့ကောင်းငင်ကကြတဲ့မိုးရီတွေ မြေပြင်ကိုရောက်လာပြီလို့ကျွန်တော်တို့တိုင်းတာဆက်များကကျွန်တော်တို့ကိုသတိပေးနေပါတယ်ထို့အတူပဲချင်းပြည်နယ်အောက်ပိုင်းမှာလည်းစတင်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ်လာမယ့်9ရက်နေ့မှာတော့ကျွန်တော်တို့သောသောကတင်ပြလိုက်တဲ့အတိုင်းပဲကျွန်တော်တို့မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်အောက်ဖက်တစ်ခုလုံးနေပြီးတော့ပဲခူးတိုင်းအရှိချာအနောက်ချမ်းအာဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းဓာတ်ရီတိုင်းတို့မှာတချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးတီးထန်စွာရွာသွန်းနိုင်လို့ကျွန်တော်တို့ငလင်းလုံငန်းတွေလုတ်ကင်နေတဲ့အဖွဲ့အစည်းများအနေနဲ့အထူးသတိထားပြင်ဆင်ဖို့လိုပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခုနှစ်နှစ်မနဲ့တနာရီကနေ6နာရီကြာမှဆိုလို့ရှိရင်နေပြည်တော်ကနေပြီးတော့စစ်တောင်းမြေကိုတစ်လျှောက်လုံးအီယာဝတီတိုင်းရခိုင်ရိုးမှတစ်လျှောက်လုံးမန္တလေးအထက်ဘက်မုံရွာကလေးဘွားနဲ့ကျမ်းပြည်အောက်ပိုင်းမှာစတင်မိုးရွာသွန်းတာကိုကျွန်တော်တို့ ခံမှန်းတွေးရှိရတယ်လို့ပဲဧပြီလ9ရက်နေ့မနေ့6ရက်နေ့မှနေပြီးတော့နေ့လယ်12ရက်နေ့မှဆိုလို့ရှိရင်မန္တလေးတိုင်းစကိုင်းတိုင်းနေပြီးတော့ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းကယားပြည်နယ်ရှမ်းပြည်အောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာစတင်ပြီးတော့မိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါခွန်ရည်နေ့နေ့လယ်7:00နာရီနေ့တော့ညနေ6:00နာရီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းပြည်နယ်အောက်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်း ချမ်းပြည်နယ်အောက်ချမ်းကြီးတစ်ခုလုံး၊ကယားပြည်နယ်၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်မှာလည်းမိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်။ဒါရီယာဆိုလို့ရှိရင်ကျွန်တော်တို့6နာရီတစ်ချိန်ဖြစ်လာမယ်ခမန်းချက်လေးဖြစ်ပါတယ်။ကျွန်တော်တို့လုပ်ငန်းလုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေနဲ့ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။လာမယ့်ရှိရနေ့မှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မှာနေရာအကွက်ပြီးတော့မိုးကြီးလို့ပဲရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းနောက်ချမ်းနဲ့မကွေးတိုင်းနေပြီးတော့အရှိတ်ဘက်ချမ်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ်။ လာမဲ့6ရက်နေမှာဆိုလို့ရှိရင်တော့တူတူခြားကြဒီဇိုင်းဝဲဟာရခိုင်ရိုးမကိုရခိုင်ပြည်နယ်တောင်တန်းကိုတွန်းတဲ့အတွက်ကြောင့်မလို့စစ်တွေမှာမိုးတီးထန်စွာရွာသွန်းနိုင်ပါတယ်စစ်တွေရနေတော့တောက်ဖြူကြားမှာရှိတဲ့ဒေသနေထိုင်သူတွေအထူးသတိထားပြင်ဆင်ဖို့လိုသလိုပဲတရားဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးရှမ်းပြည်နယ်တို့လုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်ဒီကနေ့အချိန်ခါဆိုလို့ရှိရင်ငလင်တန်ကြောက်မလို့ လူတိုင်းလူတိုင်းဟာလမ်းမပေါ်ထွက်ကိုင်းပြင်မှာထွက်ပြီးတော့ဒုက္ခများစွာနဲ့အိပ်ရတဲ့အချိန်မှာကျွန်တော်တို့အမိုးကာရရှိစေရင်းနဲ့အမိုးကာအောင်ရောက်ဖို့အတွက်အားလုံးပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့ဒီနေရာကအပြည့်ပေးလိုက်ပါတယ်ဒီကြားထဲမှာထူးခြားတဲ့ပြောင်းလဲမှုဖြစ်စဉ်တွေရှိရင်လည်းကျွန်တော်ကိုယ်တိုင်တွင်းနိုင်မီဒီယာမှာစနေကျွန်တော်တို့အရေးပေါ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်အခုကျွန်တော်တို့တင်ဆက်နေတဲ့ရာဇဂုတုခမန်းသတိပေးချက်တွေဟာငလင်တန်ခံစားရတဲ့ဒေတာတွေအတွက်အလွန်အလွန်အရေးကြီးတဲ့အကြောင်းကိုထပ်မံပြီးတော့မျှဝေရှယ်ပေးကြပါခင်ဗျာထို့အတူပဲ မြန်မာပြည်ရဲ့အင်တာနက်နှေးတဲ့အခြေအနေကကျွန်တော်တို့ဗီဒီယိုအစား Telegram ကနေပြီးတော့ကျွန်တော်တို့အသံဖိုင်လေးလုပ်ပြီးတော့အောက်ကနှင်းထဲမှာထည့်ပေးထားပါတယ်မျှဝေပေးကြပါလို့ကျွန်တော်တို့အပြည့်ပေးလိုပါတယ်ကျွန်တော်တို့အဖွဲ့အနေနဲ့ငလင်တန်ခံစားနေရတဲ့ကာလမှာယာသူလူအပိုင်းကိုကျွန်တော်တို့တာဝန်ယူပြသပေးမှာဖြစ်ပါတယ် တင်ဆက်ပေးဖို့လဲကျွန်တော်တို့ကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့တာဝန်လို့သတ်မှတ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်မလို့လုံသားပြည်သူအနေနဲ့ဆက်လက်ပြီးတော့အားပေးကြပါထူးခြားချက်များတော့လဲကျွန်တော်တို့ရှိကိုသတင်းပို့ပြီးတော့နေမြန်းကြပါလို့ကျွန်တော်တို့ဒီနေရာကမေတ္တာရပ်ခံပါတယ်ကျေးဇူးတင်ပါတယ်